ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ရဲ့ပေ့ဒီမှာပေါ့နော်အခုလိုမျိုးဆက်ရက်တွေပေါ်လာလို့ဝမ်းသာအားရနဲ့လောတကြီးပေါ့နော်မနှိပ်ဖို့အဲကျွန်တော်ဗီဒီယိုတွေတဲ့တင်ပေးကြတာရှိတယ်ပေါ့နော်အဲဒါဆိုရင်သူကအစပိုင်းကတော့သူကဘောနက်လေးနဲ့အစဉ်ပြေးနေတယ်ပေါ့နော်အဲဘောနက်လေးအောင်လာတဲ့ဘာပြဿနာမှမရှိဘူးနော်အဲ content monetization set up ပေးလာလို့သူကနှိမ့်လိုက်တယ်နှိမ့်လိုက်တဲ့အတွက်ပေကတခါတည်းအခုလိုမျိုးหนีသွားတယ်ပေါ့နော် အနီသွားတာလေးဟိုဒါကျွန်တော်မှစပစ်အပ်ထားလေးနဲ့ပေါ့နော်နောက်တစ်ချက်ကအခုလိုမျိုးဒါသူကဘန်နေပါတယ်ချက်လက်တွေတော့မချိရသေးဘူးပေါ့နော်အဲဘန်ချိဖို့အတွက်စပစ်လာအပ်ထားလေးပေါ့နော်ဒါလေးကိုကျွန်တော်ဒီနေ့အဲဒါရှင်းဖို့အတွက်ပေါ့နော်အဒါကြီးညာမှာကျွန်တော်တစ်ချက်သတိပေးချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ပေ့တွေမှာအဲ content monetization ဆက်ပေါ်လာတာ ਨੇ ပေါ့နော်အပေါ်ပေါ်လာခြင်းသွားမနှိပ်ပါနဲ့။ဘာကြောင့်သူကဒီလိုမျိုးဖြစ်သွားလဲဆိုတာပေါ့နော်။အဲကျွန်တော်တစ်ချက်ဝင်စစ်ပြမယ်။ အဲသူသူမှကောင်းနေတာကတော့ဒီဘန်ပေါ့နော်ဘန်ချက်လက်ကသူကဘာမှမဖြည့်ထားတာဖြစ်တော့တယ်ကောင်းတယ်ပေါ့နော်အဲတကယ်လို့ဒီဘန်ချက်လက်တွေဖြည့်မယ်ဆိုရင်လေကျွန်တော်ရဲ့မိတ်ဆွေကနားမလည်ဘူးဆိုရင် လုံးဝမဖြည့်ပါနဲ့ကျွန်တော်ဒီဘန်ချက်လက်တွေကိုဖြည့်တော့မယ်ဆိုရင်လေဒါကျွန်တော်တို့ဒါကသူကပေ့ပေါ့နော်ပေ့ပဲဖြစ်ဖြစ်ရိုးရိုးကောက်ကနေပြီးတော့အဲပေ့ပုံစံပြောင်းလာတာပဲဖြစ်ရောနော်ကိုယ့်ရဲ့အကောက်ကိုနာမည်တွေကိုအရင်ပြောင်းမယ်နာမည်ပြောင်းမယ်အဲ့ဒီနာမည်ကတိုက်အင်တီတဲ့နာမည်တိုင်းဖြည့်ရမယ်နောက်ချက်ကဘန်ဖြည့်ဘန်ကနာမည်နဲ့တူရမယ် နာမည်၃ခုလုံးကိုတူရမယ်ပေါ့နော်။သူမဒါဘန်ချက်လက်တွေကိုချိန်ပါ။အဲတချို့ဘာမှမသိဘူးနာမည်မတူပါမတူဘူးနဲ့ပောက်ကွေးရနေရှောက်ချိန်နေဖြစ်တယ်ပေါ့နော်။ဒါမျိုးတွေလုံးဝမချိန်ပါနဲ့။ အခုလိုမျိုးထားထားပေါ့နော်အဲသူနားမလဲတော့ဗန်မနားမလဲတော့ဗန်မသူမဒီတိုင်းထားရတယ်အဲကျွန်တော်ရဲ့မိတ်ဆွေကအောက်မှာပေါ့နော်ဒီအောက်ကဆက်တက်တွေပေါ်လာလို့ပေါ်လာတဲ့အခုဆက်တက်တွေနှိပ်ထားလို့မရဘူးလားဆိုရတယ်အမိတ်ဆွေမှာအကိုပိုင်ဗီဒီယိုဖန်တီးရတဲ့ကိုပိုင်ကွန်တက်အရေးချင်းနဲ့ဖန်တီးရတဲ့ဗီဒီယိုတီးတန့်ဆိုရင်ဆက်တက်တွေပေါ်လာရင်နှိပ်ထားနှိပ်ထားပြီးတော့အခုလိုမျိုးသူကဗန်ဖြည့်ခိုင်းတဲ့နေရာကြရင်နားမလဲဘူးဆိုရင်မဖြည့်နဲ့အဲဗန်ကိုဖြည့်မယ်ဆိုရင်လည်းကျွန်တော်ပြောတဲ့အချက်လက်၃ခုကတူနေမှရမယ် Facebook name ရတက် ID name ရဗန် name ရပေါ့နော် နေသုံးနေကတူနေမှရမယ်ဒါဆိုရင်သူကအဲအစပိုင်းကတော့ဘောနဲ့အောင်ထားတာပေါ့နော်အဆင်ပြေတယ်ကိုနဲ့မော်နင်းဆက်ပေါ်လာတော့နှိမ့်လိုက်တယ်နှိမ့်လိုက်တာနဲ့ပေးကหนีသွားတယ်အဲဘာကြောင့်หนีသွားလဲပေါ့နော်ဒါလို့ဒီကျွန်တော်တစ်ချက်နမူနာအနေနဲ့ sharing လုပ်ပေးမယ်ဒါဆိုရင်หนีသွားရင်အဲหนีသွားတဲ့ view ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပေါ့နော်အဲ view နှိမ့်လိုက်ရင်အဲသူကဒီလိုမျိုးလေးကျလာတယ်ဒါဆိုရင်ဒီမှာအပြလေးပေါ့နော်ကျွန်တော်တို့ fade out တဲ့ကိုတစ်ချက်နှိမ့်လိုက်မယ် Okay ဒါဆိုရင်ဒီလိုမျိုးဒါကတော့ကျွန်တော်အယူခံယူပေးထားတာပေါ့နော်အာအယူခံယူပေးထားတာသူကတော့သူ့ရဲ့ဗီဒီယိုတွေပဲပြောတဲ့အတွက်ကျွန်တော်ကတော့အယူခံယူပေးထားတာ ဲဒါပေမဲ့ဒီနေရာမှာကျွန်တော်ရဲ့မချက်ကတစ်ချက်ကြည့်ဒီလိုမျိုးလေးပေါ်နေတယ်ဒါကမနက်ကမှယူရတာဖြစ်တဲ့တော့ဗောနော်အဲဒီလိုမျိုးလေးပေါ်နေဒီနေရာလေးကိုတစ်ချက်နှိမ့်ကြည့်လိုက်အဲ့နှိမ့်ကြည့်လိုက်ရင်ကျွန်တော်တို့ကဒီမှာ limit order channel content ဒီကောင်ကတော့အဲကိုပိုင် content မဟုတ်ဘူးဆိုပြီးတော့ Facebook ဘက်ကအဲပတ်စံမပေးတဲ့အတွက် monetize ချလိုက်တာပေါ့နော်ကျွန်တော်ရဲ့ message ကိုကျွန်တော်သတိပေးချင်တာကဒီနေရာမှာပေါ့နော်ကျွန်တော်တို့အစပိုင်းကတော့ bonnet လေးနဲ့အဆင်ပြေတယ်တချို့ဆို industry area နဲ့အဆင်ပြေတယ် region နဲ့အဆင်ပြေနေဆိုအဆင်ပြေတဲ့အတိုင်းနေ အကွနဲ့မော်ရင်းဆက်ပေါ်လာပြီဆိုရင်နှိတ်ချင်တယ်ဆိုရင်လေအကိုတင်ထားတဲ့ဗီဒီယိုတွေကကိုပိုင်ဗီဒီယိုတွေဟုတ်လားကိုပိုင်အကွန်တက်စာတွေပုံနေပေါ်တော့ဒါအားလုံးကကိုပိုင်ဖန်တီးတဲ့ဟာတွေတည်တံ့ဟုတ်လားဆိုတော့တစ်ချက်စစ်ဟုတ်တယ်ဆိုမှကွန်တက်မော်ဒယ်ဆက်ကိုနှိပ်ပါတော့အဲဒါဆိုရင် तू ကသူ့ရဲ့ဗီဒီယိုတွေကအဲ तू ကကိုပိုင်နေမဟုတ်ဘူး TikTok ကဒေါင်းလုဒ်ဆွဲတချို့ရတယ်ဆိုကျွန်တော်ဝင်ကြည့်ပြီးသွားပြီအဲ TikTok logo တွေပါပါတယ်ပေါ့နော်ဒါလိုမျိုး logo တွေပါပါတယ်ဆိုရင်မရဘူးပေါ့နော်ဒါကြောင့် तू ကလည်းဒီမှာပြောတာရှင်းရှင်းလေးပဲနော် အဗီရိုတွေကကိုယ်ပိုင် content မဟုတ်တဲ့အတွက်ငွေရှာခွင့်သူမပေးနိုင်ဘူးပေါ့နော်အဲဒါကြောင့်အကျွန်တော်မြင်ချင်တာဒါလေးတွေကိုပြင်မယ်ဆိုရင်ဒါကတော့လွယ်တာပေါ့နော် ပြင်လို့လည်းလွယ်တယ်အဲဒါလိုမျိုးဖြစ်တာကပြင်လို့လွယ်တယ်လွယ်တယ်ဆိုတာကလည်းကိုယ်ပိုင်မဟုတ်တဲ့ဗီဒီယိုတွေဖြတ်ချလိုက်တာနဲ့အဲသူက9ရက်နေတာနဲ့ပြန်ကောင်းသွားမယ်ပေါ့နော်အဲဒါလေးကို sharing လုပ်ပေးချင်တာပေါ့နော်အဲတချို့တော်တော်များများကအဲအခုလိုမျိုးပေါ့နော်ဆက်တဲ့တွေပေါ်လာတာနဲ့အားရဝမ်းတာနဲ့သွားနှိပ်ပလိုက်တယ်ပေါ့နော် ဒါကျွန်တော်ကတော့မနှိပ်ဖို့အကြံပေးတယ်အဲအခုလိုမျိုးမနော်ဘန်ချက်လိုက်တွေချိတ်မယ်ဆိုရင်လည်းနားမလည်ဘူးဆိုရင်လည်းလုံးဝလိုက်ပြီးတော့မချိတ်ပါနဲ့ဒီတိုင်းလေးပဲထားโอเคโอเคဒါဆိုရင်ကိုကျွန်တော်တို့ကဘန်ချက်လိုက်ကမစိုးလို့မချိတ်ဘူးဗျာဒါပေမဲ့ဒီအောက်ကအခုလိုမျိုးပေါ့နော်ဘောနာတို့ instate တွေရီရဲတို့တချို့အောင်မီးသားလူတွေရရှိသေးတယ်နော်အဲအခုလိုမျိုးကွန်တက်မော်နင်ဆက်ကြီးပေါ်လာတဲ့အကိုရာဒါဆိုရင်ဆက်ကိုကျွန်တော်နှိပ်ထားလို့ရလားဆိုရင်ရတယ်ဘာမှမလုပ်နဲ့ဆက်ဆက်ပြော်လာနဲ့ဆက်ကိုနှိပ်လိုက်နှိပ်ပြီးတော့ထို့နှိပ်လိုက်တာနဲ့ဒီတိုင်းပဲထား तू ကနောက်တစ်ချက်ဘန်တွေထပ်ပြေခိုင်းမယ် မဖြစ်နဲ့ဒီတိုင်းပဲထားနားမလဲမဖြစ်နဲ့စားဖိအပ်လို့ရတယ်အကျွန်တော်စီမှာလာပြီးတော့တယ်စားဖိအပ်လို့ရတယ်စားဖိခါကတော့ကျွန်တော်အများဆုံးယူတာ900ပဲပေါ့နော်အဲကျွန်တော်ပြောချင်တာကဒီနေရာမှာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ကအဲဒီလိုမျိုးဗန်ဖြည့်တော့မယ်ဆိုရင်တစ်ချက်သတိထားပေါ့နော် ကိုဖြည့်မဲ့အကောက်တွေဟိုဒါကျွန်တော်ရဲမိတ်ဆွေက verify လောက်ထားတော့မှတ်ပုံတင်တာ two step ခံတာဒါမျိုးတွေသေချာလောက်ပါဘာဖြစ်လို့လဲကျွန်တော်တို့ကပေးမှာပေါ့နော်ငွေထုတ်ဖို့ဆိုပြီးတော့ Facebook pay out ချိတ်လိုက်တယ်ကိုယ့်ရဲ့ pay out pay out က Facebook ကခိုင်ခံ့မှုမရှိဘူးအလွယ်တကူလော့ချသွားတာလို့ပြတ်သွားတာလို့ဆိုရင်အကောက်လည်းပြတ်သွားမယ်ပေးလည်းပြတ်ငွေလည်းမရတော့ဆုံးရှုံးသွားဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်အဲကျွန်တော်ရဲမိတ်ဆွေကရိုးရိုး Facebook ကပေးပုံစံပြောင်းလိုက်တာပဲဖြစ်ဖြစ် Facebook pay မှာ ချိတ်ဖို့အဒမင်အကောင့်နေနဲ့ပေးအောင်နေနဲ့ချိတ်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုမျိုးအကောင့်တွေဆိုရင်လုံးဝလော်မကြရအောင်ဒါခိုင်ခန့်အောင်လုပ်ဖို့လိုတယ်ခိုင်ခန့်အောင်ဆိုတော့ two step ခန္ဓာတို့ အဲကျွန်တော်တို့မှတ်ပုံတင်တာအဓိကကတော့ကျွန်တော်တို့နာမည်လေးနဲ့မှန်ကန်ပေးပြီးတော့မှတ်ပုံတင်ထားတာကတော့အကောင်းဆုံးပေါ့နော်အဲဒါလေးကိုတော့ကျွန်တော်အဲဒီဘန်လေးကိုကျွန်တော်ပြင်ပေးဖို့နော်ဒီအဲဒါလည်းဖြည့်ရှင်းပေးရမယ်ပေါ့နော်အဲဒါကြောင့်အဒီကအတွေ့အကြုံလေးတွေကိုလည်းကျွန်တော်ရဲ့မိတ်ဆွေကိုထပ်ပြီးတော့ share နဲ့လုပ်ပေးပါမယ်ဟုတ်ကဲ့ပါဟာဒါလေးကတော့3ပေးချင်တာပေါ့နော်ကျွန်တော်တို့ကိုယ်နဲ့ monetization ဆက်ပေါ်လာပြီဆိုရင်လုံးဝစွပြီးတော့မနှိပ်ပါနဲ့နှိပ်တော့မယ်ဆိုရင်ကိုတင်ထားတဲ့ပေးထဲမှာအရေးဝင်စစ်ဆက်ပေါ်လာတာနဲ့ပေါ့နော် အဲကိုတင်နာတဲ့ပေ့တယ်မှာကိုတင်နာတဲ့ဓာတ်ပုံလေးစာတွေကသူများဟာသေးလားအဲဗီဒီယိုတွေကသူများဟာသေးလားဆိုတော့အရင်စအဲတခြားသူတွေဟာလေ copy you တင်ထားတယ်ဆိုရင်ဖြက်ဖြက်ပြီးတော့မှအဲ content monitor ပေါ်လာလောက်နှိပ်ပေါ့နော်အဲ ban ချက်လက်တွေဖြည့်မတက်ဆိုရင် လာပြီးတော့ကျွန်တော်ဒီမှာဖြည့်လို့ရတယ်အဲကိုပိုင် ID ကိုပဲ ban ရှိတယ်ဆိုရင်ကျွန်တော်ဖြည့်က900ပဲယူပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်